မကျေနပ်စေကိုကိုကိုပြန်ပြီးမိကွန်းထုတ်ကြည့်ဖို့လိုတယ်ဘဝမှာကျေနပ်စရာကများသလားမကျေနပ်စရာကများသလားပေါ့သူများကိုမကျေနပ်တာလားကိုကိုကိုမကျေနပ်တာလားအတိတ်ကိုမကျေနပ်တာလားအနာဂတ်ကိုမကျေနပ်တာလားလက်ရှိဘဝကိုမကျေနပ်တာလားပေါ့မကျေနပ်တာတွေများသွားရင်ကျေနပ်စရာတွေရှားသွားလိမ့်မယ် မကျင်နဲ့တာတွေပြည့်သွားရင်ကျင်နဲ့ဆရာတွေမိသွားလိမ့်မယ်။မကျင်နဲ့တာတွေတွေးထားရင်ကျင်နဲ့ဆရာတွေဝေးသွားလိမ့်မယ်။ဘာမှမကျင်မနှံ့မဖြစ်နဲ့။မကျင်နဲ့တာတွေဟာဒေါသပဲ။အဲ့ဒီမကျင်နဲ့စိတ်ကလေးကိုတိသွားရင်ကျင်နဲ့သွားရော။ကျင်နဲ့ချင်ရင်မကျင်နဲ့ဆရာကို မတွေးနဲ့။ကျင်နဲ့ဆရာပဲရှာတွေးပေါ့။ကျင်နဲ့ဆရာတွေးဖို့ဆိုရင်တိလူဖြစ်နေတာကိုကကျင်နဲ့ဆရာ။ နှစ်တတ္ထာတရားရှိနေတာကိုကျေနပ်စေရာသုံးသူတော်ကောင်းတရားနာကြားခွင့်ရနေတာကိုကကျေနပ်စေရာလေးမကောင်းတဲ့စိတ်ကလေးကိုကောင်းတဲ့စိတ်လေးနဲ့အစာထိုးနိုင်တာလဲကျေနပ်စေရာငါမစ္စရိယစိတ်ကိုဒါနစိတ်လေးနဲ့အစာထိုးနိုင်တာလဲကျေနပ်စေရာဆက်သဖြင့်အများကြီးတွေးလို့ရတာပေါ့ကျေနပ်စေရာတွေကအ धिक အများကြီးရှိတယ်လေ တကယ်လို့မကျေနပ်ဆရာတွေကြုံလာခဲ့ရင်လည်းပဲဘုရားအလိုတော်ကြဖြည့်နှံအောင်ကြိုးစားရမယ်မကျေနပ်ဆရာတွေကြုံတဲ့အခါမှာဖြည့်နှီးသုံးနှီးကိုနှလုံးသွင်းပြီးဆင်ကျင်နိုင်အောင်ကြိုးစားရမယ်နံပါတ်1အတတိယမကျေနပ်ချက်အလုံးကိုမေ့နှံအောင်ကြိုးစားရမယ်နံပါတ်2အမတိကာရဏစိတ်ထဲမှာမကျေမနပ်ဖြစ်เสียပေါ်လာပါကလက်မခံဘဲနေရမယ်မကျေနပ်စိတ်ကို လက်ခံထားရင်လက်ခံတဲ့သူကပို့ပြီးတော့ပြင်ပန်းတယ်။နံပါတ်3ကာမပစ္စဝခဏေနာမကျဉ်းနှံစိတ်ဖြစ်လာတဲ့အခါဘယ်သူကြောင့်မှမဟုတ်ဘူး။ကံကြောင့်ဖြစ်တယ်။ကံအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုပြီးကံကိုစင်ကျင်နိုင်အောင်ကြိုးစားပါ။အတိတ်ကိုတွေးပြီးလည်းမဆွေးနဲ့။အနာဂတ်ကိုတွေးပြီးလည်းမဝေးနဲ့။ပစ္စုပန်အခြေအနေကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ပါ။သူအကြောင်းလည်းမတွေးနဲ့။ကိုယ်အကြောင်းလည်းမတွေးနဲ့။ ကိုယ့်အလုပ်ကိုပဲကောင်းအောင်လုပ်ပါကျင့်တဲ့စိတ်ကလေးဆိုတာကျင့်အောင် တွေးတက်ဖို့ပဲအရေးကြီးတာပါပဲ။